ဒါကြောင့်မူမိုက်ခဲတို့ဥဆောင်တဲ့မြင်းကြိုက်ခရိုင်အထူးလှူရှားစစ်ကြောင်းကဧတာတွင်းစီလုံးညီညွတ်မှုကိုပို့ပြီးတော့မှတိုးတက်စေနိုင်သလိုအရင်ကထက်စာပေါင်းများစွာပိုအရေးကြီးပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့မှာတော့မန္တလေးတိုင်းမြင်းကြိုက်ခရိုင်အတွင်းမှာရှိတဲ့တော်လန်ရေးတပ်ဖွဲ့9ဖွဲ့ပူးပေါင်းပြီးတော့မြင်းကြိုက်ခရိုင်အထူးလှူရှားစစ်ကြောင်းဖြည့်ဖွဲ့စည်းလိုက်ပြီဆိုတဲ့သတင်းအပါအဝင်ဒီ DNL ရဲ့ဖီအားကြောင့်မိုးကုံမြို့ကနေ PDF တွေဆွန့်ခွာသွားပြီးတဲ့နောက်မှာ ဒီအညာဒေတာအပေါ်မှာဖိအားတွေများစွာရှိလာနိုင်တယ်ဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့လဲဆွေးနွေးတော့မှာဖြစ်ပါတယ်။ပထမဆုံးအကြောင်းအရာအနေနဲ့မန္တလေးတိုင်းမြင်းညံခရိုင်အတွင်းမှာရှိတဲ့ဒေါ်လာ1တဖွဲ့9ဖွဲ့ပူးပေါင်းပြီးတော့မြင်းညံခရိုင်အထူးလှူရှားစစ်ကြောင်းဖွဲ့စည်းလိုက်ပြီးဆိုတော့တည်င်းကိုပြောပြသွားပါမယ်။အထူးလှူရှားစစ်ကြောင်းကမြင်းညံခရိုင်အတွင်းမှာပြန့်ကျဲနေတဲ့တည်င်းတဖွဲ့တွေကိုစုစည်းပြီးတော့စစ်စင်ရေးဖော်ဆောင်နိုင်ရေးဖြစ်ကြောင်းနိုဝင်ဘာ28ရက်နေ့ညပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။ င်းညာခေရန်အထူးလှုပ်ရှားစစ်ကြောင်းမှာ MPD နထိုးကြီး PDF တောင်သာ PDF နထိုးကြီး Gorilla Fort NGF One More Colon ငန်းစုံ PDF ငန်းစုံမီနီကားတပ်ဖွဲ့အမှန်တည်းပျောက်ကြားတပ်ဖွဲ့တို့ပါဝင်ပါတယ်။ဒါအပြင်မင်းညာခေရန်အတွင်းမှာရှိတဲ့အခြားတရင်တပ်ဖွဲ့များကလည်းဒီလိုမျိုးပူးပေါင်းမှုမှာပါဝင်မယ်ဆိုရင်ကြိုးစိုးလျက်ရှိကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဘာတွေပိုကောင်းလာနိုင်လဲဆိုတော့စီလုံးမှုနဲ့သွားတာကတော့အားလုံးဒီပါကောင်းလာနိုင်တယ်လို့ကျွန်တော်ထင်တယ်။ စေရရောနိုင်ငံရေးကောပြည်သူလူထုကိုကာကွယ်ဆောက်ရှောက်ရေရောအကောင်းဆုံးကြိုးစားကောင်းမှာပါလို့အထူးလှရှာစစ်ကြောင်းမှာပါဝင်တဲ့အင်းညံဘလက်တိုက်ကား MPT တပ်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲကပြောခဲ့ပါတယ်။အင်းညံလူဒေသမှာဘူမိုက်ခဲတို့အဖွဲ့ဥဆောင်ပြီးတော့တရင်ခုနရင်စူးစီးပူပေါင်းလိုက်တာကကျွန်တော်တို့လိုချင်တဲ့စည်းလုံးမှုတစ်ခုပါပဲ။ဒါပေမဲ့ဒီလိုစည်းလုံးမှုဆိုတာကလွယ်လွယ်နဲ့တော့ရတာမဟုတ်ပါဘူး။အများန်းတိမ်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မိုးကုတ်ကနေ PDF တွေစုပ်ခွာခဲ့ရတဲ့နောက်ခွဲကသင်ခန်းစာနဲ့ညာဒေတာအတွက်ညှိတက်လာတဲ့စိန်ခေါ်မှုတွေကိုသုံးသပ်ပြီးတော့အလုံးအတူတူစီလုံးဖို့တိုက်တွန်းလိုတဲ့အကြောင်းပြောသွားမှာဖြစ်ပါတယ်။မကုတ်မြို့ကိုတအောင်းမျိုးသားလွမြောက်ရေးတမတော် TNL နဲ့မဟာမိတ်အဖွဲ့တွေကတင်ပိုက်ခဲ့တုန်းကတော့ကျွန်တော်တို့အားလုံးဝမ်းသာကောင်းယူခဲ့ရပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတရုတ်နိုင်ငံရဲ့ဓာဝင်မှုနဲ့နိုင်ငံသားဖီအားတွေကြောင့်မကုတ်နဲ့မိုးမိတ်မြို့တို့ကိုစစ်ကောင်စီလက်ထဲ ပြန်လွှဲပေးဖို့သဘောတူညီမှုတွေပေါ်ထွက်လာခဲ့ပါတယ်ဒီလိုအခြေအနေမျိုးမှာမြို့ပေါ်မှာလှောက်ရှားနေတဲ့ဒေသခံ PDF ညီနောင်တွေကပြူဟာမြောက်နေရာတွေကနေစုခွာပေးလိုက်ရတယ်အခြားနေရာတွေကိုရှေ့ပြောင်းပေးခဲ့ရတယ်ဆိုတဲ့သတင်းတွေကကျွန်တော်တို့တော်လန်ရေးအင်အားစုတွေချားမှာထိလုံးမှုရဲ့အားနည်းချက်လို့ပြောရမှာပါမိုးကုတ်မြို့ပေးလိုက်ရတယ်ဆိုတာထက်နောက်ကွယ်မှာပေါ်လာနိုင်တဲ့အခက်ခဲတွေများစွာရှိပါတယ်တော်လန်ရေးအင်အားစုအချင်းချင်းချားမှာလည်းဘသူကိုယုံကြည်ပြီးတော့ဘသူနဲ့လက်တွဲရမလဲ ဆိုတဲ့မေးခွန်းတွေပေါ်ပေါက်လာနိုင်ပါတယ်။တရုတ်လိုအင်အားကြီးနိုင်ငံတွေကနိုင်ငံရေးစစ်ရေးဖိအားပေးလာတဲ့အခါမှာတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပြည်မကဒေါ်လာရေးဖွဲ့တွေကြားမှာမူဝါဒတူညီဖို့ရည်ကြီးပါတယ်။မူဝါဒမတူညီရင်အပေးမှုနဲ့စစ်ရေးချိန်က ပွဲပြားသွားနိုင်ပါတယ်။အရင်ကဘူပေါင်းစစ်စင်ရွေးတွေကြောင့်ဒီအောင်ပွဲတွေများစွာရခဲ့တယ်ဆိုပေမဲ့အခုချိန်တွေမှာနိုင်ငံရေးနောက်ခံကြောင့်ဘူပေါင်းစစ်စင်ရွေးတွေရှိပေမဲ့အောင်ပွဲတွေကိုဆုံးရှုံးရတာမျိုးဖြစ်လာနိုင်ပါတယ်။ မိုးကိုလိုဖြူဟာမြောက်တဲ့မြို့တစ်မြို့ကစစ်ကောင်စီလက်ထဲပြန်ရောက်သွားခြင်းရဲ့ဝင်းတော့ဝမိုးကအညာဒေသကိုကြာရောက်လာနိုင်ပါတယ်။မိုးကိုဟာမန္တလေးနဲ့နီးတဲ့အတွက်ကြောင့်မိုးကိုကနေစင့်ရားနဲ့ရိတ်ခါတွေကိုလက်ကူစွာတည်ယူနိုင်ရင်စစ်ကောင်စီကမင်းကြံမကွေးနဲ့စကိုင်းအဆရှိတဲ့အညာဒေသကိုထိုးစစ်ဆင်တဲ့အခါမှာအားသာချက်ရသွားနိုင်ပါတယ်။အညာဒေသကရင်ကလေးကဒီအချမ်းဘက်စစ်တပ်ရဲ့မြေပြင်ရောလေကြောင်းကပါအဓိကတိုက်ခိုက်ခံနေရတဲ့ဒေသဖြစ်ပါတယ်။ အခုလိုချိန်တွေမှာတိုင်းဒေသမဟာမိတ်နယ်မြေတွေနဲ့ထိုင်မာတဲ့စစ်ရေးနိုင်ငံကြီးချိတ်ဆက်မှုမရှိဘူးဆိုရင်ညာဒေသ PDF တွေကတက်ကောင်စီရဲ့တံပြန်ထိုးစစ်ကိုတဦးတည်းရင်ဆိုင်ရမယ်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပါတယ်။ညာဒေသကပြည်သူ့ခွန်အားနဲ့စားကြတာမို့လို့စီးလုံးမှုပြိုကွဲသွားရင်ပို့ပြီးတော့မှထိခိုက်နိုင်ပါတယ်။ညာဒေသက PDF တွေကမိုးကုတ်လို ဖြစ်မျိုးကြောင့်တိတ်တဲ့ရအားငယ်သွားတာအချင်းချင်းယုံကြည်မှုလျော့ပါးလာတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်မိုမိုက်ခဲတို့ဥဆောင်တဲ့နင်းညံ့ခရိုင်အထူးလှူရှားစစ်ကြောင်းကဧတာတွင်းစီလုံးညီညွတ်မှုကိုပို့ပြီးတော့မှတိုးတက်စေနိုင်သလိုအရင်ကထက်စာပေါင်းများစွာပိုအရေးကြီးပါတယ်။တစ်ဖွဲ့နဲ့တစ်ဖွဲ့နိုင်ငံရေးမူဝါဒစည်ရေးဗျူဟာအနာဂတ်ဖက်ဒရယ်ပုံစံတွေကိုပွင့်ပွင့်လင်းလင်းတွင်းတွေးပြီးတော့ခိုင်မာတဲ့မဟာမိတ်တပေါင်းစုကြီးတရက်ထိဆောက်နိုင်မှသာကျွန်တော်တို့မိုးကိုလိုမျိုးဖြစ်ရတွေထပ်မံမပေါ်ပေါက်ပဲနဲ့ဆရာနာရှင်ကိုတနင်္ဂနွေလုံးအနှံ့ တပြိုင်တည်းအနိုင်ယူနိုင်မှာဖြစ်ပါတယ်။အညာမြေကရဲဘော်တွေပြည်သူတွေရဲ့အသက်သွေးချွေးကကျွန်တော်တို့တော်လန်ရေးရဲ့အသက်ပါပဲ။ဒီအသက်ကိုကာကွယ်နိုင်ဖို့ဆိုရင်အောင်ပွဲစီဥတီနိုင်ဖို့အတွက်အညာရောတိုင်းသားနယ်မြေများပါအကုန်လုံးစုစည်းနိုင်မှာဖြစ်မှာပါ။အခုချိန်မှာဆိုရင်အညာဒေသကပြည်သူတွေကဒီအချမ်းမဆက်တက်ရဲ့ရေပြင်ရောလေကြောင်းကပါတိုက်ခိုက်ခံနေရတဲ့အပြင်ဒီပောက်ကူတော်လို့ဟိုနောက်တဲ့ဘယ်သူလဲတီတာယူမွန်တို့လိုမျိုး ီပြူစောထီးတွေရဲ့နော်လူရမှုတွေဖန်စီတက်ဖြတ်မှုတွေကိုလည်းခံရရတာဖြစ်ပါတယ်ဒီတော့ဒီဘိုမိုက်ခဲတို့ဥဆောင်တဲ့မြင်းကြိုင်ခရိုင်အထူးလှုပ်ရှားစစ်ကြောင်းတည်နေပတ်သက်ပြီးတော့တကယ်ကိုဝမ်းသာရပါတယ်အဲ့တော့လည်းဂုဏ်ယူပါတယ်မြင်းကြိုင်နထိုးကြီးတောင်သာမှာတောင်းကျမ်းနေတဲ့ဒီရာယုံမှုဥဆောင်တဲ့ပြူစောထီးစစ်ကြောင်းမှာဒီပောက်ကိုတော့ဘလို့အချောင်းလဲဆိုတာကိုလည်းကျွန်တော်နောက်ဗီဒီယိုမှာ reaction လုပ်ပေးပါမယ်လို့ပြောကြရင်လည်းကျွန်တော်ရဲ့ video ကိုသုံးသပ်ပြရစေခင်ဗျာ ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။